ပြင်းပြင်းနဲ့ကော့ကရိတ်နဲ့ဂျုံလူကြီးနဲ့အတွင်းကအခြေရွာတွေပါဝင်အာရှလန်တဲ့ဒေါနာတောင်နဲ့ဟောင်းနေရာတွေကိုစေအုစုနဲ့ပူပေါင်းထားတဲ့ BGF တပ် DGB ပူပီတပ်တွေကစစ်ဆင်တိုက်ခိုက်နေတာမှာပြီးခဲ့တဲ့ဩဂတ်လကနေအခုအောက်တိုဘာလ28ရက်နေ့ထိ KNL မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့၃လနီးပါးနေစဉ်တိုက်ပွဲဖြစ်ပွားနေပါတယ်။ဒီလိုတိုက်ပွဲကာလတွေမှာစေအုစုနဲ့အကရင်အပြည့်ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကအထိခိုက်ကြဆုံများနေလို့နေတိုင်းဖအံမျိုးနဲ့တမန်နှစ်ကစစ်ကူ KN နဲ့စစ်သား တွေရာနေချီပို့ဆောင်ပြီးတိုက်ခိုက်တာမှလည်းစေအုပ်စုပူပေါင်းတပ်ဖွဲ့တွေတက်လန့်ပြန်ဆောင်လာတာရှိနေတယ်လို့ KNL မဟာမိတ်တပ်ဖွဲ့ကတာဝန်ရှိသူတွေက People's Radio မြန်မာကိုပြောပါတယ်။ဒီလိုစစ်ဆင်တိုက်ခိုက်နေတဲ့နေရာတွင်စေအုပ်စုကအနည်းပညာမျိုးနဲ့ကင်ထောက် drone တွေနဲ့နန်ကော်တီ၊နောင်တပွဲ၊ကော့ကလောင်ရွာအထက်ပတ်ကြီးပြန်တန်းထောက်လန်းနေပြီးကိုညာနန်းစုံ၊နန်းဆန်လီရွာ၊ခီဘူးစံ ကော့ဖန်ရဲ့ရွာလေးဘက်ကိုလက်နက်ကြီးဒရုန်းမုံတီးရီနဲ့ပြစ်ခတ်ကြေးချတိုက်ခိုက်နေတယ်လို့သိရပါဗျ။ လက်တလုံးမှာတော့ကျုံတူးနဲ့ကော့ကရိတ်မြို့နယ်တွေကအကြီးရွာ20ဝန်းကျင်မှာနေထိုင်နေကြတယ်။ဒေသခံ2000ဝန်းကျင်ဟာနှစ်ဖက်တိုက်ပွဲတွေကနေနေနိုင်တဲ့အကြီးရွာတွေဘက်ကိုရှောင်တိန်နေထိုင်နေကြပါတယ်။အဲဒီလိုဆေအုစု BGF DKBA ပူပီတပ်တွေကအင်အားအလုံးကြီးနဲ့ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကိုနေမြေရှင်တွေတိုက်ခိုက်ပြီးအာရှလန်တင်နဲ့ဒေါ်နာတောင်လန်ဟောင်းလမ်းမိုင်းတွေကိုထိန်းချုပ်ပြီးပြန်ဖွင့်နိုင်ရေလုပ်နေပြီးမြဲအခုအချိန်ထိနေမြေစုမှုထိန်းချုပ်နိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။